အားလုံးမင်္ဂလာပါရှင်။သုံးနိုင်ငံခေတ်ကိုအခန်းဆက်နေတဲ့ဆက်လက်ဖပြပြီးသွားမှာဖြစ်တဲ့အတွက်နားဆင်ပေးကြပါအောင်ရှင်။သုံးနိုင်ငံခေတ်အခန်း87လက်စားချေလူစောဖြစ်ဂျန်ဖိန်လောက်ကြံခံရခြင်းပထမဧကရစ်သည်လက်စားချေရင် အလုံငါစစ်ချီခြင်း၊ကြောက်ရွံ့သည်ဘူကိုတိုက်ရန်ကန့်ကွက်ခဲ့သည်တပုံအစင်ပံကဆုံးချွန်မဟုတ်ပေ၆၆သာဖြစ်တယ်အခုသူ့သားကထီးနှံကိုလူယူပြီး လူနဲ့တွေကိုအမျက်ထွက်စေခဲ့တယ်။ဧကရတ္တဝိမျက်မှာစခန်းချပြီးရန်သူတွေကိုတိုက်ဖို့ပြင်မဲဆိုရင်အရှိဖက်ကတစ္ဆာရှိတဲ့သူတွေကလာကူမှာဖြစ်တယ်။ဝိမျက်ကိုဒီအတိုင်းထားခဲ့ပြီးဘူးကိုတိုက်ရင်တော့စစ်တပ်အင်အားအလုံးစုံကိုတုံးလိုက်ရမှာဖြစ်ပြီးအရေးကြုံလာရင်တုံးဖို့တပ်ဖွဲ့ကရှိမှာမဟုတ်ဘူး။ဒါကြောင့်ပြန်စင်းစားတုံးတက်တင်ပါလေ။ပထမဧကရတ္တမှာစွန်ချွန်ကကြောက်ရည်ကြီးကိုတတ်ခဲ့တယ်။ဒါအပြင်ဖူရှီယန်မီဖန်ဖန်ဇန်နဲ့ မကျောင်းတို့ဟာလေအဲ့ဒီမှာရှိနေတယ်။အဲ့ဒီသူတွေရဲ့အသွေးအသားကိုမျိုးပြီးသူတို့ရဲ့ဆွေမျိုးသားချင်းတွေကိုပါတတ်ရမှာကျောက်ရဲ့အမျက်ဒေါသကပျောက်နေမှာဖြစ်တယ်။စစ်သူကြီးကဘာဖြစ်လို့ကန့်ကွက်ရတာလဲ။ဘာကြောင့်လဲဆိုတော့ခြောက်ချောင်းတွေကရန်ညှို့ရှိတာဟာလူအများကိစ္စအတွက်ဖြစ်ပြီးအရှင်မင်းကြီးရဲ့ညီအစ်အတွက်လက်စားချေဖို့ဟာကိုရေးကိုတာကိစ္စဖြစ်ပါတယ်။တိုင်းပြည်အရေးကိုအရင်ဆုံးရှိရှုတင်ပါတယ်။ကျောက်ကြီးအတွက်တောင်လက်စားမချေနိုင်ရင် မိုင်ပေါင်းများစွာကျယ်ဝန်းတဲ့ဒေသကိုပိုင်ဆိုင်ရလဲဘာအတုံးချမှာလဲသူနဲ့ကြောက်ရွံ့ဤအကြံကိုလက်မခံခဲ့ပဲစစ်ချည်ရင်ပြင်စစ်သည်ဧကရစ်သည်မြစ်ဝမ်း၅သွေတို့လူလွတ်ကတတား၅000ကိုငားရက်စေခဲ့သည်ထို့အပြင်လောင်ကျုံးတို့လည်းလူလွတ်ပြီးចောင်းဖေးကိုမြင်းပြန်တက်စစ်သူကြီးဘွဲ့ရှီရှန်တခင်ရဒူးနဲ့လောင်ကျုံးမျိုးစားအဖြစ်ခန့်အပ်စေခဲ့သည်ចောင်းဖေးသည်ကွမ်ရီတည်ဆုံးပြီးသည့်နောက်ပိုင်းတွင် နေရောညပါငိုကြွေးနေခဲ့ပြီးအဝတ်မှာမျက်ရည်တို့ဖြင့်ပိတ်နေခဲ့သည်။သူ၏လက်အောက်ငယ်သားတို့သည်အရက်တိုက်ကပျော်ရွှင်အောင်ဂျိုးပန်းခဲ့တော်လဲ။ထိုအရက်ကိုပြင်အလွန်အကျွံတောက်ခဲ့ပြီးသူ၏အမျက်ဒေါသကိုတခြားသူအပေါ်ပုံချနေခဲ့လေသည်။သူ၏ကြပုတ်ဖြင့်ရိုက်နှက်မှုကြောင့်လူတချို့တေဆုံးခဲ့လေ၏။နေ့တိုင်းတောက်ဖက်ကိုမျက်နှာမူပြီးငိုယိုဟစ်အော်နေခဲ့သည်။အီကရစ်ထမဆတ်သားရောက်လာသောအခါဂျန်ဖေးသည်ထိုသူကိုချက်ချင်းခေါ်လိုက်ပြီးစာကိုဖောက်ဖက်ကြည့်လေသည် သူဤရာထူးအသည့်ကိုလက်ခံကမြောက်ဖက်ကိုမျက်နှာမူကရှူအသည့်ပြုခဲ့သည်ထို့နောက်ဆက်သားအားစားစရာတို့ဖြင့်တဲခင်းခဲ့သည်ကျုပ်ရဲ့အကိုအတွက်ကြောင့်ဖြစ်လာတဲ့ရန်ညိုးကပင်လေကြီးပေါ်မှာနှက်ဆိုင်တယ်နန်းတွင်းကအမှုထမ်းတွေကလက်စားချေဖို့ပါကြောင့်စစ်မချကြသေးတာလေအမှုထမ်းအများစုကဝေကိုအရင်တိုက်ပြီးမှဘူကိုတိုက်ဖို့လိုလားကြပါတယ်ကျုပ်တို့တွေမက်မွန်ပန်းချံမှာသွေးတောက်ကြီးအကိုဖွဲ့တော့ကအတူတူသိဆုံးမယ်လို့ကတိပြုခဲ့ကြတယ်အခု ချုပ်အကူဆုံးသွားတော့သူမရှိပဲချမ်းသာကြွယ်ဝမှုတွေကိုစံစားရမှာလားချုပ်ဧကရစ်ကိုတွားတွေ့ပြီးစစ်ချီရင်ချုပ်ကိုရှေ့ထမ်းမှာထားဖို့ပြောရမယ်ဒါအပြင်ဝန်ထဲချင်းအထိတ်မှဝတ်စုံကိုပုတ်ပြီးဝူကိုခြေမုံပြီးအဲ့ဒီတပုံခေါင်းဆောင်ကိုဖမ်းပြီးမှတပ်ပြရမယ်ဂျန်ဖေးကစစ်သားနဲ့အတူမြို့တော်ချောင်တူးတို့လိုက်လာခဲ့သည်ထိုအချိန်တွင်ဧကရစ်သည်တပ်သားတို့ကိုလိချင်ရေးစခန်းတို့၌လှက်လှန်ကြည့်ရှုပြီးစစ်ချီမိရက်ကိုရွေးချယ်နေခဲ့သည် ဝန်ကြီးတို့သည်ဇူကဲလျောက်ဤနေအိမ်သို့သွားကစစ်ချီခြင်းကိုကန့်ကွက်ရန်ဝိုင်းပြောကြသည်ဧကရစ်အနေနဲ့ကိုယ်တိုင်စစ်ချီထွက်တာကိုမလုပ်သင့်ဘူးအထူးသဖြင့်ယာဇပလင်ထက်တက်ပြီးမကြခင်မှာပေါ့ခမည်းကအတိုင်းမကန်ဆိုတော့ဘာလို့သူ့ကိုမတားမြစ်ရတာလဲကျုပ်လဲတားပါတယ်ဒါပေမဲ့ဧကရစ်ကလက်မခံခင်ဘူးအခုခမည်းတို့အားလုံးရောက်လာတယ်ဆိုတော့နောက်ထပ်တစ်ကြိမ်ထပ်စူးစမ်းကြတာပေါ့ထို့ကြောင့်ဇူကဲလျောက်သည် ကောင်းဆောင်သောအမှုထမ်းတို့အားလုံးသည်ဧကရထထံသို့သွားပြီးအရှင်မင်းကြီးလက်တလုံးမှာမှပိတ်သိက်ခံခဲ့တာဖြစ်တယ်။မြောက်ဘက်ကိုသွားပြီးသဘုံတွေကိုခြေဖို့မယ်ဆိုရင်ဧကရကိုယ်တိုင်သွားရင်တင့်တော်ပါတယ်။ဒါပေမဲ့ဝူကိုတက်ရင်တော့စစ်သူကြီးတူးဦးကိုသာဆေးလွတ်တက်ပါတယ်။ဧကရကိုယ်တိုင်သွားပြီးဘာကြောင့်အပင်ပန်းခံနေမှာလဲ။ဧကရတီလေဝန်ကြီးတို့ဤစကားကြောင့်စိတ်ပြုတ်သွားပြီးလက်ခံရပြုတ်သည်ထိုအချိန်တွင်ဂျန်ဖေးရောက်လာသည့်ဖြစ်အတွင်းသို့ဝင်လာစေခဲ့သည် ဂျန်ဖေးသည်ဧကရစ်၏ခြေဖဝါအောက်တွင်ဒူးထောက်ပြီးကိုရီ၏ဧကရစ်ကအခုနိုင်ငံကောင်းဆောင်ဖြစ်သွားပြီဆိုတော့မက်ဘုံပန်းချန်ကဂတိသက်စာကိုမိသွားခဲ့ပြီပေါ့ကျုပ်အကူရဲ့သေဆုံးမှုအတွက်လက်စားမချေတော့ဘူးလားအမုတ်ထန်းတွေကအလျင်ဆလိုမလုပ်ဖို့တိုက်တွန်းနေတာကြောင့်ဒါကိုအလို့တကြီးလှုပ်ဆောင်လို့မဖြစ်ဘူးတခြားသူတွေကကျွန်တော်တို့ဂတိကိုဘယ်သိနိုင်ပါမလဲဧကရစ်မသွားဘူးဆိုရင်ကျွန်တော်သွားပြီအကူလက်အတွက်လဲလက်စားချေရမယ်လက်စားမချေနိုင်ရင် ဧကရိရဲ့မျက်နှာကိုမမြင်ရပဲသေတာပဲကောင်းပါတယ်။ဒါဆိုကျုပ်လည်းလိုက်ခဲ့မယ်။တန်ကျုံကတပ်ဖွဲ့တွေကိုဥဆောင်ပြီးလာခဲ့ပါ။ကျုပ်လည်းဝါရင်တပ်ဖွဲ့တွေကိုဥဆောင်ပြီးစောင်းကျုံမှာတွေ့ကြမယ်။ကျုပ်တို့နဲ့ရောက်လို့ဘူကိုတိုက်ပြီးရှင်းပြမယ်။စောင်းဖေးတွေပြန်ထပြီးထွက်သွားရန်ပြုစဉ်ဧကရိမမင်းရဲ့အားနည်းချက်ကအရက်ဆိုတာငါသိတယ်။အရက်တောက်ပြီးရင်တအားရက်ဆက်ပြီးကိုရိုက်ခဲ့ဖူးတဲ့သူတွေကိုအနည်းမှထားထားတယ်။ဒါဟာအန္တရာယ်ရှိလာနိုင်တယ်။ဒါကြောင့် အရှင်လိုအရက်ကိုအလွန်ကြွမတော့ပါနဲ့ထို့နောက်ဇောင်းဖေးလဲထွက်သွားသည်သည်ဧကရစ်သည်စစ်ကြည်တက်ရန်ပြုနေစဉ်အထက်တန်းဝန်ကြီးချိန်မီမဧကရစ်ကိုတော်တိုင်စစ်ကြည်တယ်ဆိုတာဟာရှေးရခင်ကလေးကလှုပ်ဆောင်တဲ့အရာတွေမဟုတ်ပါဘူးဒါကြောင့်ထပ်ပြီးသုံးသက်တင်ပါတယ်ကွမ်းရီနဲ့ဂျုံနဲ့ကလူတစ်ယောက်ထဲလူပဲတင်မြင့်ကြတာခမည်းမေ့သွားပြီလားတော်တော့ချင်းမီမခြေရင်တင်ဒူးထောက်ပြီးအရှင်မင်းကြီးကကျွန်တော်ပြောတာတွေကိုနားမထောင်ရင်ဒုက္ခရောက်မှာစိုးရိမ်ရပါတယ် ဧကရစ်တီဒေါသထွက်ပြီးခမည်းကပါလို့ဒီလိုမကောင်းတဲ့စာလုံးတွေကိုတုံးရတာလေထို့နောက်အာနာပကွက်သားတို့ကိုခေါ်ကချင်းမီကိုတည်တံပေးစီဤချင်းမီမှကြောက်ရွံ့ခြင်းအလျင်းမရှိပေသူဒီပြုံးပြီးကျုပ်တည်ဆုံးခဲ့ရင်လဲနောင်တမရဘူးမကြသေးခင်ကမှတီထောင်ခဲ့တဲ့တိုင်းပြည်ကကောင်းကောင်းမစတင်ခင်ပါပဲပျက်စီးတော့မယ်ဆိုတာကတော့ဝမ်းနည်းစရာပဲတခြားတော့အမှုထမ်းတို့မှကန့်ကွက်သဖြင့်နောက်ဆုံးတွင်တေသမလွတ်ပေးလိုက်ပြီးထောင်သွင်းအကျဉ်းချထားစီသည် ခမရရဲ့အပြစ်တံကိုပြန်လာတဲ့အခါကျမှဆုံးဖြတ်မယ်။ဂျူကီလီယန်ဒီလေချိန်မီကိုထောက်ခံသည့်စာတစောင်းကိုတင်သွင်းခဲ့သည်။ကျွန်တော်ဂျူကီလီယန်ကကျွန်တော်နဲ့တခြားမှုထမ်းတွေကိုစားရေးသားလိုက်ပါတယ်။အခုလက်တလောမှာကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်ခဲ့တဲ့ကျင်းကျူးတွေကိုလှည့်လို့ရခြင်း၊စစ်သူကြီးကျေတပွင့်ကျွေးသွားခြင်း၊ကောင်းငင်ကိုထောက်ထားတဲ့မန်တိုင်လေးချသွားခြင်းစတာတွေကိုကျွန်တော်တို့ဘယ်တော့မှမမေ့ပါဘူး။ ဒါပေမဲ့ဟန်တိုင်းပြည်ရဲ့ယာဇပနင်ကိုလူယူခဲ့တာဟာ၆၆တာဖြစ်ပြီးတော်ဝင်လူမျိုးနွယ်ကိုမောင်းထုတ်ခဲ့တာကလည်းစွန့်ချော်မဟုတ်ခဲ့ဘူးဆိုတာကိုသိရမှာပါ။ဝေပြည်ကသာတိုက်နိုင်ရင်ဘူပြည်ကလည်းအလိုအလျောက်လက်နဲ့ချလာပါလိမ့်မယ်။ဒါကြောင့်ချင်းမီပြောတဲ့စကားတွေကိုနှလုံးသွင်းစေလိုပါတယ်။စစ်တပ်ကလည်းအလဟတ်သက်ချီတက်စရာမလိုဘူးဆိုရင်ဒါကတိုင်းပြည်ရဲ့ကောင်းမွန်ခြင်းဖြစ်ပြီးပြည်သူတွေရဲ့ပျော်ရွှင်မှုပဲဖြစ်ပါ တို့တော်လေထိုးစားကိုဖတ်တီကိုနားထောင်ပြီးနောက်ဧကရစ်သည်စာကိုကျမ်းပြင်ပေါ်သို့ပြစ်ချလိုက်ပြီးကျုပ်ဆုံးဖြတ်ပြီးနောက်ထပ်မကန့်ကွက်ကြပါနဲ့တော့ထို့နောက်သားတော်ကိုကြည့်ရှုရင်နဲ့အုတ်ချုပ်ရည်တို့ကိုတာဝန်ယူရင်ဝန်ကြီးချုပ်ကသာတာဝန်ပေးခဲ့သည်မြင့်ပြန်တက်စစ်သူကြီးမာချောင်းနဲ့မာထိုက်တို့ကိုမြောက်ဖက်ကိုကာကွယ်သောစစ်သူကြီးဝေယံနှင့်အတူဟန်ကျုပ်တို့စခန်းချထားစီပြီးဝေပြည်ဤရန်ကိုအသက်ပြင်ထားစီသည် တားစစ်သူကြီးကြောက်ရင်ကိုအယံတက်ဖြစ်ထားပြီးစန်းတက်ရိတ်ခါတို့ကိုတာဝန်ယူစေ။ဟွမ်ဆောင်နဲ့ချန်ဂျင်းတို့ကိုအတိုင်ပင်ခံမာလျံနဲ့ချန်ဂျန်းတို့ကိုအတွင်ရေးမှုဟွမ်ဇိုးကိုရှစ်ပြေးသက်စစ်သူကြီးအဖြစ်တာဝန်ပေးပြီးစစ်သူကြီးဖုန်းရှိနဲ့ဂျန်းနန်တို့မှကူညီစေခဲ့သည်။ဖူထုံနဲ့ဂျန်းယီတို့ကိုအလဲတက်စစ်သူကြီးကြောက်ယုံနဲ့လျော်ချောင်းတို့ကိုတပ်ဖြားစသည်ဖြင့်တာဝန်ပေးထားသည်။ ရက်ချားဒေသမှငားရန်ထားသောတပ်များအပါအဝင်စုစုပေါင်း9,000 5,000ရှိပြီးအစ်စ်မြင့်အမှုတန်းပေါင်းရာပေါင်းများစွာပါဝင်သည်ပြီးနောက်ဂျန်းဘူပထမနှင့်ခုနလပိုင်းဂျားရက်ကိုစစ်ချစ်တဲ့ရက်အဖြစ်သတ်မှတ်ခဲ့သည်ဂျန်းဖေးသည်သူ၏စခန်းသို့ပြန်ရောက်သောအခါ3ရက်အကြာတွင်စစ်ထွက်ရမည်ဟုအမိန့်ထုတ်လေသည်ထို့အပြင်ဝန်내ချင်းအထိတ်မှတ်ဖြင့်အဖြူရောင်အဝတ်ကိုသာဝတ်ဆင်စေသည်ထို့အခါစစ်သူကြီးနှုတ်ဖြစ်သောဖောင်ဂျန်းနှင့် ်ကျောင်းထာတို့ရောက်လာပြီးစစ်သူကြီးပေးထားတဲ့အချိန်အတွင်းမှာအဖြူရောင်အလက်နဲ့တန်ချက်ကပြီးလုပ်ဖို့အချိန်မလောက်ဘူးဒါကြောင့်ကျွန်တော်တို့ကိုအချိန်ပိုပေးပါကျုပ်ကကျုပ်အကိုအတွက်လက်စားချေချင်နေတာဟိုခွေးကောင်ရဲ့တိုင်းပြည်ကိုမနှက်ဖြန်မရောက်နိုင်လို့တော့လောင်လာရနေတာကျုပ်အမင်ကိုအားခံတာလားထို့နောက်ထိုစစ်သူကြီးနှုတ်ကိုတစ်ပင်တွင်ချီကကျိန်တန်အချက်90စီပေးစီဤခမည်းတော်တွေမနှက်ဖြန်မှာအစစ်တက်မလုပ်နိုင်ရင်ခမည်းတော်နဲ့ရောက်ကိုဥပမာအနေနဲ့သေတံပေးလိုက်မယ် စစ်သူချင်းတို့တို့သည်ဒေါသဖြင့်ပြန်သွားလေသည်ကျုပ်တို့တို့ဒီနေ့ကြိမ်တန်းခံရတာမနဲ့ပြန်ဆိုရင်ရောဒီလူကစိတ်ကြီးတယ်ကျုပ်တို့တို့အစင်သက်မဖြစ်ရင်တိတ်နေပေးခံရနိုင်တယ်ចောင်းတာမဒါဆိုကျုပ်တို့တို့သူ့ကိုတတ်လိုက်ရင်ကောအဲ့လိုမဟုတ်ရင်သူကကျုပ်တို့ကိုတတ်လိုက်မယ်ဒါပေမဲ့သူ့နားကိုဘလို့ချိကန်နိုင်ပါလဲကျုပ်တို့တို့အသက်ရှင်ဖို့ကံရှိနေရင်တော့ဒီညမှာသူ့မူးပြီးအိတ်ရောက်ဝင်နိုင်မယ် တို့တို့တေမဲ့ကံပါလာရင်တော့ဒီညသူအရက်မူးနေမှာမဟုတ်ဘူးထို့နောက်ထိုးသူနှစ်ဦးသည်ရဇဝတ်မှုကိုကျူးလို့ရင်ပြင်ဆင်သည်ထိုနေ့တွင်ចောင်းဖေးသည်နေမတိထိုင်မသာဖြစ်နေခဲ့သည်သူ့မှာသူ့အမှုထမ်းတို့အားကျုပ်စိတ်လုံးရှားနေပြီးကြောချမ်းနေတယ်လို့ခံစားရတယ်ဒါဘာကြောင့်လဲစစ်သူကြီးကအကိုဆုံးရှုံးလိုက်ရတဲ့အတွက်နေလို့မကောင်းဖြစ်နေတာနေမှာပါထို့အခါចောင်းဖေးသည်သူ၏အမှုထမ်းတို့နှင့်အတူအရက်တောက်ပြီးရွက်ဖြင့်တဲ့ဤကတင်ပေါ်တွင်အိပ်ပျော်သွားသည် ထိုချိန်တွင်လူတပ်သမားနှုတ်ဦးတို့သည်ဂျန်ဖေးအိတ်နမန်သည့်သဖြင့်ထက်မြက်တော်ဓမြောင်ကိုယူဆောင်ကဝင်လာသည်အဆောင်လုတ်ကိုအကြီးတကြီးဆွေးနွေးရန်ရှိသဖြင့်စစ်သူကြီးကိုလာတွေ့ခြင်းဖြစ်ကြောင်းပြောပြီးရွက်ဖြင့်တဲထဲသို့ဝင်သွားသည်သူတို့နှုတ်ဦးဘာမှမလုပ်သေးမီတွင်ကတင်ပေါ်ရှိဂျန်ဖေးသည်မျက်လုံးပွင့်သည့်သဖြင့်လန့်သွားသည်တော်တော်ဟောက်တန်တို့ကသာကြားလိုက်ရသောအခါအိတ်နမန်စိတ်ချရပြီးကတင်နာသို့ကတ်သွားကနှုတ်ဦးလုံးတပြိုင်တည်းဓာတ်ဖြင့်ထိုးလိုက်သည် ဂျန်ဖေးသည်တစ်ချက်အော်ပြီးငြိမ်သက်သွားခဲ့သည်သူနှင့်စစ်သူကြီးသည်လူသက်သမားတို့လက်ချက်ဖြင့်အသက်55နှစ်အရွယ်တွင်တည်ဆုံးခဲ့သည်ဖောင်ဂျန်နှင့်ဂျန်ထာတို့သည်တည်ဆုံးသူ၏ခေါင်းကိုဖျက်ပြီးအချိန်မလင့်စေဘဲလက်အောင်ငယ်သားတချို့နှင့်အတူဘူပြည်နယ်သို့ထွက်ပြေးလေသည်ထိုအကြောင်းကိုသိရသောအခါတွင်တရခန်တို့မှထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဖြစ်ထိုအကြောင်းကိုတတင်းပို့သောသူမှဂျန်ဖေး၏လက်အောက်တွင်အမှုထမ်းနေသောခိုပောင်ဟုခေါ်သည့်စစ်သူကြီးဖြစ်သည် ဟိုပောင်တဲ့ဂျင်ချိုမှာလာသူဖြစ်ပြီးပထမအေဂရစ်မှာဂျန်ဖေးဤလက်အောက်တွင်တာဝန်ထမ်းဆောင်ခိုင်းထားခြင်းဖြစ်သည် သူသည်အေဂရစ်ထံသို့စာရေးပြီးသားအကြီးဆုံးဂျန်ပေါက်ကိုအကောင့်ပြင်ဆင်စီကထွက်သွားစေခဲ့သည် စာပနပြီးသောအခါညီဖြစ်သူဂျန်းရှောက်အားလောင်ကျုံကိုစောက်ချက်ထားစီပြီးနောက်ဂျန်းပေါက်သည်ပထမအီဂရစ်နှင့်တွေ့သည် အစ်ကရစ်မြို့တော်မှထွက်ခွာသောရက်တွင်စူကင်းလျောင်နှင့်တခြားသောမင်းမှုထမ်းတို့ကမြို့ပြင်၃မိုင်အကွာထိလိုက်လံပို့ဆောင်ခဲ့လေသည်။ချောင်တူးတို့ပြန်ရောက်သောအခါစူကင်းလျောင်သည်စိတ်မချမ်းမြေ့သဖြင့်သူ၏လုပ်ဖို့ကံဖက်တို့ကိုပြောသည်။ဖာချောင်သာတက်ရှိထင်ရှားရှိနေပြီဆိုရင်ဒီစစ်ပွဲကိုတားဆီးနိုင်ခဲ့မှာပဲ။တညတော့ပထမဧကရစ်သည်စိတ်လှုပ်ရှားပြီးတုန်ခါနေသည်ဟုခံစားနေခဲ့သည်။အဲ့လဲမပြောတော့ကြောင့်ရွက်ဖြင့်တဲ့အပြင်သို့ထွက်ပြေးလမ်းလျှောက်က ကောင်းကင်ကိုချင်းပြီးသည်ထိုချင်းတွင် အနောက်မြောက်ဘက်မှအောက်ခါကဲကျွေသည်ကိုတွေ့လိုက်ရကဇူကဲလျောင်ထံလူလွတ်ပြီးထိုအချင်းရာ၏အထိပ်ပဲကိုမေးစီသည်ဇူကဲလျောင်မှစာပြန်လာသည်ဒါကခေါင်းဆောင်တူဆုံးရှုံးသွားတဲ့နမိတ်ပါပဲမကြခင်မှာတည်င်းဆိုးတစ်ခုရောက်လာလိမ့်မယ်ထို့ကြောင့်စစ်တက်ကြီးကိုစစ်မချီစေပဲခဏရန်နာစေခဲ့သည် ပြီးနောက်ဟူပေါင်းထံမှတည်င်းရောက်လာသည်ပထမဧကရတီခြေကိုဆောင်ကအာ ကျုပ်ရဲ့နောက်ထပ်ညီတယောက်လည်းခွဲသွားပြန်ပြီစာကိုဖတ်ကြည့်တော့အခါသူထင်သည့်အတိုင်းဖြစ်နေသူကိုသိရသဖြင့်ကြေလောင်စွာငိုကြွေးပြီးမေ့လေသွားသည်တတိပြန်လေလာတော့အခါမြင်းတီတော်တို့ရောက်လာကြောင်းသိသဖြင့်ဧကရစ်မထွက်ပြီးတွေ့သည်ထိုတပ်ဖွဲ့ကိုဥဆောင်လာတော့သူမှာအဖြူရောင်တန်ချက်ကဝတ်ထားသောလူငယ်စစ်သူချင်းဖြစ်ပြီးဝန်းနေစွာရောက်လာသည်ထို့သူမှာចောင်းပေါက်ဖြစ်သည်ចောင်းပေါက်သည်ဧကရစ်ရှေ့တွင်ဒူးထောက်ကငိုလိ၏ကျွန်တော်အဖေကို ဖောင်ချန်းနဲ့ဂျန်ထာတို့ကတတ်သွားပြီးဝူကိုထွက်ပြေးသွားတယ်။သူတို့ကအဖိတ်ခေါင်းကိုပါဖျက်သွားခဲ့တယ်။ထိုတဲ့င်းကိုကြားပြီးသည့်နောက်ဧကရတိစိတ်ထိခိုက်ပြီးမစားနိုင်မတော့နိုင်ဖြစ်ခဲ့သည်။ထိုအခါအမှုထမ်းတို့ကဖြောင်းဖြားကြသည်။အရှင်မင်းကြီးကညီနှစ်ဦးစလုံးအတွက်လက်စားချေရမှာကိုကိုကိုနှိမ့်ဆက်နေလို့မဖြစ်ဘူး။ထိုအခါအစားအသောက်တို့ကိုပြန်၍စားခဲ့လေသည်။မင်းနဲ့ဟိုပေါင်တို့ကတပ်ဖွဲ့တွေကိုဦးဆောင်ပြီးဝူပီကိုတိုက်ပြေးတော့ မင်းအဖေအတွက်လက်စားချေခြင်းသလားတိုင်းပြည်အတွက်နဲ့အဖေအတွက်ဆိုရင်ဘလောက်ပဲစတဲ့ရပါစေနောက်မဆုတ်ဘူးပြီးနောက်ကျောင်းပေါက်ကိုရှေ့ပြေးတက်ခေါင်းဆောင်အဖြစ်ခန့်အပ်ခဲ့သည်ထိုအချိန်တွင် နောက်ထပ်အဖြူရောင်အဝတ်ကိုဝတ်ဆင်ထားသောမြင်းတီတော်တက်ထပ်ရောက်လာသည်ထိုတက်ကိုဥဆောင်လာသောသူမှာကွမ်ရွေဤသားကွမ်ရှင်းဖြစ်သည်ကွမ်ရှင်းသည်လည်းမြေပြင်ပေါ်တွင်ထိုင်ချကငိုလေသည်ကွမ်ရှင်းကိုမြင်သောအခါပထမဤဂရစ်သည်မျက်ရည်မစဲနိုင်ပဲငိုလေသည် မြည်တို့သောအကြောင်းဖြင့်မြည်တို့သောဖြောင်းဖြောင်းမှုတို့ကိုဖြင့်ထုံမျက်ရည်တို့ကိုရက်တန်နိုင်စွမ်းမရှိတော့ပေ။ဟိုးအရှင်သွေးတောင်ကြီးအကိုဖွဲ့စဉ်တော့ကရိုးရှင်းတဲ့ဘဝကိုပြန်တည်ရမိတယ်။အခုကျုပ်ဧကရစ်ဖြစ်သွားပြီမေ။သူတို့မရှိဘဲပကာသနာတွေကိုဘယ်လိုပြောပါနိုင်ပါလဲ။သူတို့တွေကအသေးဆုံးနဲ့သိခဲ့ရတော့ဒီလူငယ်နှစ်ယောက်ကိုမြင်တော့ကျုပ်နှလုံးသားတွေမထိန်ချုပ်နိုင်တော့ဘူး။ထို့အခါအမှုထမ်းတို့မှာ ထုတ်လုံငယ်စစ်သူချင်းတို့တို့ကိုထွက်သွားရန်တောင်းဆိုသဖြင့်ထွက်သွားခဲ့လေသည်အီခရစ်ကအသက်မငယ်တော့ဘူး60ကျော်နေပါပြီဒါကြောင့်မို့လို့တအားဝမ်းနေနေဖို့မတင်တော့ပါဘူးဒါပေမဲ့ကျုံကြီးတွေကမရှိတော့ဘူးသူတို့မရှိပဲကျုပ်ကဘလို့အသက်ရှင်နေမလဲအီခရစ်တီငိုယိုကမြေပြင်ကိုခေါင်းနဲ့တိုက်နေခဲ့သည်ဒါဘလို့လောက်ကြမလဲအီခရစ်စိတ်တည်ငြိမ်အောင်ဘလို့လောက်ရမလဲမာဖီယံဘာ ရန်သူကိုတွားတိုက်ခါနေမှာစစ်တပ်ကိုရန်နာပြီးငိုနေတာမသိတော့ပါဘူး။ချောင်ချောင်မချောင်တူးလာကတောင်တန်းပြားရီမှာနေထိုင်တဲ့ယသိကြီးတကူးရှိတယ်။သူကအသက်300တောင်ရှိနေပြီလို့ပြောကြတယ်။သူ့နာမည်ကလီယင်ဖြစ်ပြီးလူတွေကသူ့ကိုရှေ့ပြေခေါ်တဲ့သူလို့ခေါ်ကြတယ်။အေဂရစ်ကိုပြောပြီးအဲ့ဒီလူနဲ့တွေ့ခိုင်းမယ်ဆိုရင်အရှိဘာဖြစ်မယ်ဆိုတာပြောနိုင်မှာပေါ့။ဒါဆိုရင်ကျုပ်တို့တို့ဖြောင်းဖြားတာထက်အသုံးဝင်မယ်။အေဂရစ်ကိုပြောတော့အခါ ဤကရင်မာထိုရှစ်ဖြစ်ဟောတော်သူကိုခေါ်ရန်သဘောတူလိုက်ပြီးချောင်းချောင်းကိုလွတ်လိုက်သည်ထို့နောက်ချောင်းချောင်းသည်နှက်ရွာကဲ့သို့တံတန်တူသည့်တောင်ကြားနားသို့ရောက်သောအခါကလေးတစ်ယောက်ထွက်လာကြိုဆိုသည်ခမယာချောင်းချောင်းတင်တယ်ထိုကလေးကနမေကိုတိတဖြစ်ချောင်းချောင်းမှာအံ့အားတင်သွားပြီးအိုးစမ်းကြဲတဲ့ကောင်လေးဘာကြောင့်ကြောက်နမေကိုတိနေတာလဲမနေ့ညနေတုန်းကတခင်ကြီးကဒီနေ့မှာမင်းပိတ်တဲ့အတူအမှုထမ်းတက်ရောက်လာမယ်လို့ပြောပြီးခမည်းနမေကိုပြောခဲ့တယ် ဒုက္ခတခဲကိုပညာဉာဏ်ကြီးတဲ့သူပဲသူ့ရဲ့ကြောကြားမှုကတခဲကိုအလကားမဟုတ်ဘူးထို့နောက်အဖိုးကြီးဤအိမ်ကိုခေါ်ဆောင်သွားပြီးချောင်းချောင်းကတူလာတိအကြောင်းကိုပြောရာအဖိုးအိုမောင်အိုမင်းနေပြီဖြစ်သောကြောင့်မလိုက်နိုင်ကြောင်းပြောသည်ဧကရကခမည်းကိုမျက်နှာချင်းဆိုင်တွေ့ချင်နေခဲ့တာစူးစမ်းပြီးလိုက်ခဲ့ပါလားအချင်းချင်းအဖန်ဖန်တောင်းဆိုမှုကြောင့်နောက်ဆုံးတွင် လီရင်ကသဘောတူလိုက်သည် ပထမဧကရတိဖော်ရွေစွာဧကံပြီးဧတဲ့မှာစပင်ဖြူနေတော်လဲအသားအရည်မှာနုပြုံပုံပေါက်နေတဲ့ဖြစ်အင်မတန်အံ့ဩသွားသည်လေရင်သည်အစိမ်းရောင်မျက်လုံးရှိပြီးလေးထောင်ချကတောက်ပသောတငယ်အင်းတို့ရှိသည်ထို့အပြင်ခန္ဓာကိုယ်မှာထင်းရှုပင်ကဲ့သို့မမတ်စွာရင်နေခဲ့သည်ဒီလူကတမ္မမဟုတ်ဘူးဟုတ်ဧကရကတွေးမိပြီးပို၍ကောင်းမွန်စွာဆက်ဆံခဲ့သည် အဖိုးအိုမကျွန်တော်က လူသူကိမဲ့တဲ့အရမတည်တဲ့စာပေဘဟုတုတမရှိတဲ့တာမန်အဖိုးအိုများတာဖြစ်တဲ့ဧကရကပါကြောင့်ကျွန်တော်ကိုဆင့်ခေါ်ရတာလေလုံခဲ့တဲ့အနှစ်30လောက်ကကျုံနဲ့ကျုံကြီးတို့ဟာသွေးတောက်ကြီးအကိုဖွဲ့ခဲ့ကြတယ်ဒါပေမဲ့သူတို့နဲ့ရောက်စလုံးအသေးဆုံးနေသေးခဲ့ရတယ်ဒါကြောင့်ဒါကိုလက်စားချေဖို့ကျုပ်ကစစ်ချစ်တယ်မလို့ဒါဘလို့ဖြစ်လာနိုင်မလဲဆိုတာကိုပြောပြပေးဖို့တောင်းပန်ပါတယ်ဒါကကန်တရားနဲ့သာဆိုင်ပါတယ်ကျွန်တော်လူလူကဘယ်သိနိုင်ပါမလဲ သို့သောဧကရမအချိန်ချင်းတောင်းဆိုသောကြောင့်အဖိုးဦးသည် စာရွက်ပေါ်တွင်ရဲမက်မြင်းလက်နက်ဟူသောစာလုံးသုံးလုံးကိုအထက်ထက်ရေးလိသည်စာရွက်ပေါင်းများစွာပေါ်တွင် ထုံစာလုံးသုံးလုံးကိုသာရေးပြီးနောက်ထုံစာရွက်တို့ကိုဆွဲပြေးလိုက်သည်ထို့ပြင်လူတစ်ယောက်သည်အခေါင်းထဲတွင်လဲလျောင်းနေသည့်ပုံကိုဆွဲပြီးကျန်တဲ့ဦးကအခေါင်းအတွက်ကျဉ်းတူးနေသည့်ပုံကိုဆွဲသည် ထို့အပြင်အဖြူရောင်ဟူသောစာလုံးကိုထပ်ခါထပ်ခါရေးခဲ့ပြီးနောက်အယူအသည်ပြုကထွက်ခွာသွားသည်ဧကရစ်သည်အင်မတန်စိတ်ဆိုးသွားလိမ့်ဒါဒီအဖိုးကြီးကပောက်ကရလုပ်သွားတာပဲသူပြောတာတွေကမယုံရဘူးထို့နောက်ထိုဆံရွက်တွေကိုမိရှုစေပြီးစစ်ချစ်တဲ့ရင်အမိတ်ပေးလိုက်သည်ဂျန်ဖေးဤသားဂျန်ပေါမဟူပောင်နဲ့သူ့ရဲ့တက်တွေရောက်လာပါပြီကျွန်တော်တို့ရှေ့ပြေးတက်ကိုဥဆောင်ဖို့တာဝန်ပေးပါဧကရစ်သည် ဂျောင်းပေါ့ဤစိတ်တက်ကိုသဘောချတော့ကြောင့်ရှေ့ပြေးတက်ကောင်းဆောင်တစိတ်တုံးကိုပြလိုက်သည်ဂျောင်းပေါ့မှာထိုတစိတ်တုံးကိုခပန်းချိုးတွင်တက်ရင်ပြုတ်နေစဉ်ကွမ်ရှင်းမှာအဲ့ဒီတစိတ်ငှောက်ပေးတုတ်ကအေဂရစ်စီကအမိန်ရပေးပြီမင်းကပါအရေးချင်းရှိလို့ဒီတာဝန်ကိုထမ်းဆောင်ပါလေကျုပ်ငငယ်ကလေးကစိတ်ရည်လေးကျင်လာခဲ့လားကျုပ်ရဲ့များဆွမ်းရည်ကဘယ်တော့ပြပြပြမလွဲပဲထို့နောက်ဂျောင်းပေါ့သည်ချင်းလန်းတရာအကွာတွင်အလံထောင်ထားစီပြီးအလံဤအလဲတွင်အနီရောက်အမတ်သားလုပ်ထားသည် ပြီးနောက်မြားသုံးစင်းကိုပြစ်လိုက်ရမြားသုံးစင်းစလုံးသည် အနီရောင်အမတ်သားကိုထုတ်ဖောက်သွားသည်အနီးအနားတွင်ရှိနေသောသူတို့ကအောပါပေးကြသည်ကွမ်ရှင်းမလေးကိုလှူယူလိုက်ပြီးဒါပြစ်နိုင်တာဘာထူးဆန်းလို့လဲထိုချိန်တွင် အပေါ်ဖက်မှငန်းတို့ပြန်တန်းသွားရသူမကျုပ်ကအပေါ်ကပြန်သွားတဲ့ငှက်တူထဲကတတိယမြောင်အကောင်ကိုပြစ်ပြမယ်မြားကိုပြစ်လိုက်ရတတိယမြောင်ငန်းကိုထိမှန်ပြီးပြုတ်ကြလာသည် ကောင်းလိုက်တာ အားလုံးကဝိုင်း၍အားပေးကြသည်။ចောင်းပေါ်မှဒေါသထွက်ပြီးသူ့အဖေဤမွေးနှမ်းရှိကိုကင်ပြီးတတ်သိရှိရင်စီချင်းထုံဝတ်သလား။ကွမ်ရှင်းတည်လေထိုးစိန်ခုံမှုကိုလက်ခံပြီးနောက်မြင်းပေါ်သို့တက်ခါဓာကိုကင်လက်မြင်းကိုစီလာခဲ့သည်။မင်းကလမ်းကင်တက်တာကျုပ်ကဓာမကင်တက်ဘူးထင်းလို့လား။ထိုးလူငယ်နှစ်ဦးတို့သည်တိုက်ခိုက်ခါနေတွင်ဧကရစ်မှလမ်းဟန်လိုက်သည်။အတိတ်ရဲလိုက်ကြတာနှစ်ဦးလုံးမြင်းပေါ်မှာဆင်းပြေးတောင်းပန်နေသည် လူငယ်လေးတွေ ျုပ်ကဟောအရင်ကဇာတိဖြစ်တဲ့ကျုပ်ရဲ့ဒေသကထွက်လာပြီးမင်းတို့ဖခင်တွေနဲ့သွေးတောက်ညီကိုတွေဖွဲ့ခဲ့ကြတယ်။သူတို့နှစ်ဦးကကျုပ်ရဲ့အသွေးအသားလိုပဲ။မင်းတို့နှစ်ယောက်ဟာလည်းညီအကိုတွေဖြစ်တယ်။ဒါကြောင့်အချင်းချင်းခိုက်ရန်ဖြစ်မဲ့အစားရန်သူတွေကိုအတူတူတိုက်ခိုက်ရမှာဖြစ်တယ်။မင်းတို့အဖေတေဆုံးခဲ့တာတော့မကြသေးပဲဒီလိုဖြစ်နေတယ်ဆိုတာနောက်မှဘယ်လိုလုပ်ကြမလဲ။အေကရက်ကမေးခဲ့သည်။မင်းတို့နှစ်ယောက်ထဲမှာဘယ်သူကအကြီးလဲ။ចောင်းပေါ့မှာကျွန်တော်ကတရင်ကြီးပါတယ်။ ထောအခါဣကရမကွမ်းရှင်းကိုចမ်းပေါအားအကိုကဲ့သို့ယူသည်ဖြစ်စီသည်ပြီးနောက်မြားတံကိုချိုးပြီးထိုဂတိတ္တစာကိုချိုးဖောက်ပါက ချိုးလိုက်သောမြားတံကဲ့သို့ဖြစ်ပါစေဟုတိုက်သည်စီသည်ဟူပောင်ကိုရှစ်ပြည့်တက်ခေါင်းဆောင်အဖြစ်ခန့်အပ်ပြီးလူငယ်နှုတ်ဦးတို့ကိုဣကရအနာတွင်စောက်ကြံ့ရန်တာဝန်ပေးခဲ့သည်ထို့နောက်ជីရေနှစ်သွယ်တို့ဖြင့်ဝူပြီကိုချီတက်လေသည်ထို့အချိန်တွင်ဖောင်ဂျန်းနှင့်ဂျန်းထာတို့သည်ဝူတို့တွားပြီးဝူနယ်စားနှင့်တွေ့ဆုံသည် စွန်းချွန်မသူ၏အမှုထမ်းတို့အားလျူပေကဧကရစ်အဖြစ်နန်းတက်ပြီးစစ်တပ်အင်အား9သိန်းကျော်နဲ့အတူချီတက်လာပြီးဒီလိုအခြေအနေမှာဘယ်လိုလုပ်တင်တယ်လဲအမှုထမ်းတို့မှာထိတ်လန့်သွားကြသည်ထိုအချိန်တွင်ဇူကဲကျင့်မှပြောသည်ကျွန်တော်တခင်ကြီးလက်အောက်မှာအမှုထမ်းလာခဲ့တာကြပါပေမဲ့တာဝန်ကြီးကြီးမားမားမလုပ်ဆောင်နိုင်ခဲ့ဘူး။ဒါကြောင့်ကျွန်တော်အသက်ဆုံးပြီ လူပစ်စီတွားပြီးတော့ဘူနဲ့မဟာမိတ်ဖွဲ့ရင်၆ဖြည့်ကိုတိုက်ဖို့ကောင်းကျိုးတွေအများကြီးရှိကြောင်းကိုပြောပြီးငိန်ချင်ရေးကန့်နှံ့ပါမယ်။ထိုစကားကိုဆုံးချွန်သဘောကျပြီးငိန်ချင်ရေးကန့်နှံ့ရန်အတွက်ဇူးကဲချင်းကိုဆီလုခဲ့သည်။အဆုံးအထိနာဆင်ပေးခဲ့ကြတဲ့သူတူတယောက်ချင်းစီကို two two ပဲကျေးဇူးတင်ရှိပါတယ်ရှင်။နောက်လာမယ့်အခန်းဆက်တွေကိုလည်းဆက်လက်ဖတ်ပြပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်။